မင်္ဂလာပါဘာသာတရားဆိုတဲ့စကားလုံးကိုကြားလိုက်တဲ့အခါဖရာသခင်ကိုယုံကြည်တာစီကံတွေကိုလိုက်နာတာအဲ့လိုပုံစံတွေကိုပဲအများစုက တွေးမိကြမယ်ထင်ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့အဲ့လိုတမားရိုးချအတွေးခေါ်တွေနဲ့နည်းနည်းလေးကွဲထွက်နေတဲ့လက်တွေ့အခြေချက်လမ်းစဉ်တစ်ခုအကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ဟုတ်ပြီဘာသာရလို့ပြောလိုက်ရင်ဘာကိုအရင်ဆုံးဖြေးမြင်မိပါသလဲအညာစုအတွက်တော့ဟုတ်ပါတယ်ဖရာသခင်နဲ့ လိုက်နိုင်ရမယ်စီကံချက်တည်းယုံကြည်မှုစနစ်တည်းအဲ့ဒါတွေကအရင်ဆုံးခေါင်းထဲဝင်လာမှာပါဒီချက်တွေကပဲကျွန်တော်ရဲ့ဘာသာရေးပေါ်ရှုမြင်ပုံကိုပုံဖော်ပေးနေတာပေါ့ဒါပေမဲ့ဒီနေ့ကျွန်တော်လေ့လာမယ့်လမ်းစဉ်ကတော့နည်းနည်းလေး꿰ပြပါတယ်အပြင်ကားအရာတစ်ခုကိုယုံကြည်ကိုး꿰ရမှာထက်ကိုယ့်ရဲ့အတွင်းစိတ်ကိုလက်တွေ့ကြကြက်ရှားဖွေတွေ့ရှိဖို့ကိုယ်တိုင်းနားလည်ဖို့ကိုပို့ပြီးတော့အာရုံစိုက်ထားပါတယ်ကဲဒီစိတ်ဝင်စားစရာကောင်းတဲ့လမ်းစဉ်အကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ဒီနေ့မှာတော့ဒီအကြောင်းအရာကို ပိုင်း၅ပိုင်းခွဲပြီးရှင်းလင်းတဲ့လမ်းပြမြေပုံတစ်ခုလိုမျိုးလေ့လာသွားကြပါမယ်။ပထမဆုံးအပိုင်းမှာတော့ဗုဒ္ဓရဲ့လမ်းစဉ်ဟာယုံကြည်ုံတတ်တတ်အထမောပဲကိုယ်တိုင်လက်တွေ့ကျင့်သုံးပြီးစမ်းသပ်ကြည့်ရမယ်။ဘဝနေထိုင်မှုပုံစံတစ်ခုအဖြစ်တင်ပြထားတာကိုတွေ့ရမှာပါ။ဒီလမ်းစဉ်ရဲ့နောက်ထပ်အဓိကအချက်ကတော့ဖန်ဆင်းရှင်တောင်မို့အရာအလုံးကိုထင်းချုပ်ထားတဲ့တန်ခိုးရှင်တူဦးကိုဘိုးမဖြူထားတာပါပဲ။ကဲဒါကဘာကိုဆိုလိုတယ်လဲဆိုတာကြည့်လိုက်ရအောင်။ ဆိုလိုတာကတော့ဒီခရီးဟာအပေါ်ကိုတက်လန့်ရမှာမဟုတ်ပါဘူးကိုယ့်ရဲ့အတွင်းစိတ်ထဲကိုပဲနက်နက်ရှန်ရှန်ခရီးဆိုင်ရမှာဖြစ်ပါတယ်ဒါကြောင့်လူမျိုးချင်းဆိုတာအပြင်ကနေတစုံတယောက်ကလာကယ်တင်လို့ရတာမျိုးမဟုတ်ပဲကိုယ့်ရဲ့ကိုယ်ပိုင်အသိဉာဏ်နဲ့စူးစမ်းအထောက်အမှုကနေသာရရှိနိုင်တာဖြစ်ပါတယ်ဒီလိုကိုယ်ပိုင်စူးစမ်းအထောက်အမှုတွေလမ်းညွန်ပေးတဲ့အလွန်လက်တွေ့ကြတဲ့မြေပုံတစ်ခုရှိပါတယ်အဲ့ဒါကတော့သစ္စာလေးပါပါပဲဒါဟာယုံကြည်ရမယ့်ယူဝါဒတစ်ခုထက် လူဘဝရဲ့အခက်အခဲတွေကိုဘလို့ကင်တွယ်ဖြေရှင်းမလဲဆိုတဲ့လမ်းညွှန်ချက်တစ်ခုနဲ့ပို့တူပါတယ်။ဒီတစ္ဆာလေးပါးကိုဆရာဝန်တယောက်ရဲ့အချင်းကပ်ပုံနဲ့ငိုင်းရှင်ကြည့်လို့ရပါတယ်။ဘဝရဲ့အခက်အခဲဆိုတဲ့ယောဂကိုအရင်ရှာတယ်။ပြီးတော့ယောဂရဲ့အကြောင်းရင်းကိုပေါ်ထုတ်တယ်။နောက်ဆုံးမှာတော့ကိုးတဏီကိုညွန်ပြပေးထားတာမျိုးပေါ့။ဒီအစ်စ်နေကတော့ဗြဟ္မာဆုံးဘဝမှာဒုက္ခဆိုတာရှိတယ်ဆိုတဲ့အမှန်တရား။ဒုက္ခသစ္စာဒုတိယအဲ့ဒီဒုက္ခတွေဟာ တဏှာနဲ့ဆွဲလာမှုတွေကြောင့်ဖြစ်ပေါ်လာတယ်ဆိုတဲ့အကြောင်းရင်းတမှုရိယသစ္စာတတိယကတော့အဲ့ဒီအကြောင်းရင်းတွေကိုဖယ်ရှားလိုက်ရင်ဒုက္ခချုပ်ငိမ့်နိုင်တယ်ဆိုတဲ့ရလတ်နိရောဓသစ္စာနောက်ဆုံးအနေနဲ့ဒုက္ခချုပ်ငိမ့်ရာကိုရောက်ဖို့အတွက်လိုက်နာကျင့်သုံးရမယ်လက်တွေ့ကျင့်စဉ်မကတ်သစ္စာတွေပဲဖြစ်ပါတယ်ဒါကနောင်ဘောအထာကတိပေးတာမျိုးမဟုတ်ပဲဒီဘဝမှာပဲစိတ်ငြိမ်းချမ်းမှုကိုရရှိဖို့ရှင်းလင်းတဲ့လမ်းစဉ်တစ်ခုကိုပေးထားတာပါအဲ့ဒီတော့ ဒုက္ခချုပ်ငြိမ်းရလမ်းစဉ်ကိုဘသူကရှောက်လိုက်ရမှာလဲအဖြေကတော့ရှင်းပါတယ်ကိုတိုင်ပါပဲဒါကြောင့်ဒီလမ်းစဉ်ရဲ့အဓိကအနတရကကိုပိုင်းတာဝန်ယူမှုနဲ့ကိုတိုင်စူးစမ်းအားထုတ်မှုပဲဖြစ်ပါတယ်ဒီလမ်းစဉ်မှာပါတဲ့တတိတရားထိုင်ခြင်းမေတ္တာထားခြင်းနဲ့ကောင်းမွန်စွာနေထိုင်ခြင်းတို့ဟာနဗျာတပါးကို ပူဇော်ပတ်တာနေတာမျိုးမဟုတ်ပါဘူးဒါရီဟာကျွန်တော်တို့ရဲ့စိတ်ကို အဝိချာတနာနဲ့ဆွဲလန်းမှုတွေကနေတန့်စင်ဖို့အတွက်အပြုပြုရမယ်လက်တွေကြတဲ့ကိလေသာတွေပဲဖြစ်ပါတယ်။ဒါကြောင့်노ကြမှုဆိုတာအပေါ်အနိကြလာတဲ့လက်ဆောင်တကူမဟုတ်ပါဘူး။ကိုယ်တိုင်မျိုးစစ်ချရေလောင်ပေါင်းတင်ပြီးစိုက်ပျိုးထားတဲ့ညံပင်ရပင်ကလေးရရှိလာတဲ့အသီးပွင့်တကူပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ဒီလန်းစင်ရဲ့အလွန်ထူးခြားတဲ့အချက်တကူကိုကြည့်လိုက်အောင်။အဲဒါကတော့မျက်စိမယုံကြည်ခိုင်းတာမျိုးမဟုတ်ပဲကိုယ်တိုင်မင်းဝန်ထုတ်ပြီးစမ်းသပ်ကြည့်ဖို့ဖိတ်ခေါ်ထားတာပါပဲ။ဒီတရားတော်တွေက ဒါကိုယုံမလို့တောင်းဆိုတာမဟုတ်ပါဘူးဒါကိုလာကြည့်ပါစမ်းစစ်ပါ ကိုယ်တိုင်တည်အောင် လုပ်ပါဆိုပြီးဖိတ်ခေါ်နေတာပါဒီလန်းစင်ဟာယုံကြည်ဖို့တောင်းဆိုတာမျိုးမဟုတ်ပဲနားလေဖို့ဖိတ်ခေါ်ရတယ်ကြောက်ရွံ့မှုကိုမြင့်တင်ပေးတာမျိုးမဟုတ်ပဲကရုဏာတရားကိုပြောထောင်ပေးပါတယ်လူတွေကိုခွဲခြားတာမျိုးမဟုတ်ပဲလူသားအလုံးရဲ့စိတ်တဘာဝအမှန်တရားစီကိုပြန်လဲပို့ဆောင်ပေးပါတယ်ဒါဟာဒီလန်းစင်ရဲ့အလုံးကိုစီးလုံးစေတဲ့စွာပါပဲ ီလောက်ရှေ့ကြတဲ့လမ်းစံတူဟာဘာကြောင့်များဒီနေ့ခေတ်ကပါမှာလူတွေအတွက်ပိုပြီးဆွဲဆောင်မှုရှိနေရတယ်လေအဖြေကတော့ရှင်းပါပဲဘာကြောင့်လဲဆိုတော့ဒီလမ်းစဉ်ကကျွန်တော်တို့ကိုဒုက္ခနှဲစေပြီးပညာရှိစွာနေထိုင်တတ်အောင် အတွင်းစိတ်ငြိမ်းချမ်းမှုကိုရှာဖွေနိုင်အောင်လမ်းပြပေးလိုပါပဲဒါရင်ဟာဒီနေ့ခေတ်ရဲ့ရှုပ်ထွေးတဲ့ဘဝတွေမှာလီလိုင်းလိုအပ်နေတဲ့အရာတွေမဟုတ်လားဘဝရဲ့အဖြေကိုရှာဖွေနေတယ်ဆိုရင်အဖြေကိုရှာမနေပါနဲ့အဖြေကမိမိရဲ့အတွင်းရှိကမှပဲစတင်ပါတယ် ဒီရှင်းလင်းတင်ပြမှုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်